Hello အားလုံးမင်္ဂလာပါ။ကိုနေဖော်ချန်နယ်ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ။ကြည့်ကြောဒီနေ့ Super Sunday မှာတော့ဒါပွဲစဉ်များလာပါရှိသေးတယ်။မနေ့က Super Saturday မှာတော့နော်ကျွန်တော်တိတ်ပြီးအဆင်မပြေခဲ့ဘူး။ဒါအမှားလေးတွေပါသွားတယ်။အားကြောင့် Member Free ရော ါတပွဲကြော်သားရေမိုင်းနဲ့ပြွားရပါတော့ free ကတော့နှစ်ပွဲပြွားရတာပေါ့နော်နှစ်ပွဲသလုံး goal out ွားတော့ member ကတော့တပွဲခွဲစာတော့မိုင်းနဲ့ပြွားရတယ်အဲ့တော့ဒီနေ့တော့ကျွန်တော်အကောင်းဆုံးပြန်ပြီးတော့စူးစမ်းပေးမယ်မနေ့ကကျွန်တော်အတင်းရွေးထုတ်တာလိုအပ်ချက်တွေရှိခဲ့တယ်ပေါ့နော်အော်ဒီနေ့တော့ဒါအကောင်းဆုံးပြန်ပြီးတော့စူးစမ်းပေးပါမယ်အဲ့တော့ညနေကျရင်တော့ထုံးစံအတိုင်းပဲ free tip တွေ one spec code တွေဒါမောင်းနေအကောင်းလုံးတန်းစီပြီးတော့လာပါမယ်အော် join free channel ဖြစ်တဲ့ bye bye channel တိုင်းချင်း channel link တွေကို ဒီဗီဒီယို comment မှာ Discord ချင်မှာကျွန်တော် link လေးချပေးထားပါတယ်အဲဒီတစင်ဝင်ရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာအော်မနေ့ကတော့ကျွန်တော် member ဒီအဟောင်းနေပေါ့နော်အော်တိုဘာမမအဟောင်းနေဒါဆက်မုန်းနေညီကိုရောဒါ channel member channel ကိလက remove လုပ်လိုက်တယ်ပေါ့နော် remove လုပ်လိုက်တယ်ဟိုမှားပြီးတော့လုံးလဲညီကိုလည်းကျွန်တော် ပြန်ထည့်ပေးတယ်ဟိုတချို့ကြတော့တလားမပြည့်သေးဘူးပေါ့နော်ဟို9ရက်နေမှဝင်လာ၄ရက်နေမှဝင်အဲ့လိုမျိုးလေးချေကျွန်တော်အဲ့အရာပြန်ပြီးတော့ညင်ပိုက်ပြန်လုံထားတယ်ပေါ့အဲ့အဲ့အကြောင်းမလို့ကျွန်တော်ဒီ free channel မှာလာပြောပေးတာတကယ်လို့မှားထုတ်မိတာမျိုးရှိရင်ကျွန်တော်ပြန်လာပြောပေးဖို့ပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်အဲ့တော့ဟို member အဟောင်းနေဒီ server ဘိုင်း ကိုလဲလာပိုင်းတည့်ရက်နေ့ကဝင်တိုင်းညီကိုတွေကတော့ဒါဆက်တလာပိုင်းတည့်ရက်နေ့မှာပတ်စံမတွင်းမှုဆိုတော့ကျွန်တော်မမှုလောက်ထားရှိပါတယ်အဲ့တော့တကယ်လို့ထပ်ဝင်ခြင်းနဲ့ဆိုတော့ဒါငွေတွင်းတဲ့ရက်ကနေစပြီးပြန်ထည့်ပေးပါမယ်เนาะ အော်မမအတင်းကတော့ကျွန်တော်9ရက်နေ့ထိလက်ခံပေးထားပါတယ်နော်အဲ့တော့ကျွန်တော်ပွဲကြီးစပြောရအောင်ဒီဖိုင်ကတော့ကျွန်တော်တို့ပြီးများလိပြောပေးမယ်စီးရီးကြီးပြောပေးမယ်ပြီးလို့ရှိရင်ကျွန်တော်ဂျာမန်ဘော်ဒါလီကပေါ့နော်ဂျန်ဒူရီယာဖိုင်ကြတော့ကျွန်တော်စပိန်နဲ့ပြင်တိလီကူဝမ်ပြောပေးမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဖိုင်နဲ့ဖိုင်တင်ပေးပါမယ်နော်အပနောင်းပွဲကတော့ဝက်ဆန်နဲ့နယူကာဆယ်၈နိုင်ခွဲ ဲ့ပရာလုံးပွဲကတော့ကျွန်တော် Western နဲ့ New Castle ပေါ့နော်မနေ့ကကျွန်တော်ကြေးကြီးကြီးရော Western ကိုဒီ New Castle ကတလုံး55ပြားနိုင်ပြီးထားတလုံး80နိုင်လက်ရှိမှာတလုံးကို20နိုင်ဖြစ်နေပြီတလုံး80နိုင်တော့ body ကြီးတန်းငါလည်း5ပြားလောက်ပဲပြောင်းလဲမှုရှိရဲ့ ကိုပေါင်းကဘာမှမကြောင်းလဲဆိုတော့ဒါခြေတန်းအငိမ့်နေရေပေါ့နော်အဲ့တော့မနေ့ကပြီးများလီပွဲစဉ်တော်တော်များများအပေါ်အတင်းတွေကြေးအောင်သွားတာကြောင့်တွေ့ရလိမ့်မယ်မိန်ပွဲတပွဲလောက်ပဲပြား50 60 80ဒီအပြောင်းလဲမှာပဲဒါကြီးကြသွားတာပေါ့နော်ကံကံနီးမှာတော့မိန်ရပြား90ဖြစ်သွားတယ်၃လုံး90နိုင် level 90ရုံးဖြစ်သွားဆိုတော့နော်အဲ့တော့မနေ့ကအတင်းကြီးဖြစ်တဲ့အာဆင်နယ်ကြေးအောင်နဲ့ Chelsea ကြေးအောင်နဲ့ Liverpool ကြေးအောင်နဲ့စပါးကြတယ် Man U ပြတော့ဝက်ကြအဲ့တော့ဒီနေ့မှာတော့ဒါအသင်းကြီးတသင်း Man City ရပါနေတယ်အဲ့တော့ Newcastle ကတော့ကြီးချောက်ကြီးတော့မပါဘူးပေါ့နော်အော်ဒီနေ့မှာ Newcastle ကြေးအောင်ပါမလားပေါ့နော်ဒါလေးတစ်ချက်ကျော်ကြည့်ရမယ်မနေ့ကအပေါ်အသင်းတွေတော်တော်များများကြေးအောင်သွားတဲ့အနေအထားမှာကျွန်တော်ဒီနေ့မှာအောက်အသင်းတွေများကြေးပြန့်အောင်လားမလားဒါလေးကျွန်တော်တစ်ချက်သတိထားမှာဖြစ်ပါတယ်ဝက်ဆန်အနေနဲ့ကနိုဆန်တို့လက်ထက်မှာတော့ဒါ လက်ရှိအချိန်ထိတော့နိုင်ပွဲတွေပြန်ရှာမတွေ့သေးဘူးသူတို့အနေနဲ့နည်းနည်းလေးဆက်ပြီးတော့ရုန်းကန်နေရဆဲဖြစ်နေတဲ့ဒီမွန်ဆန်တိုင်းဆက်သွားမယ်ဆိုတန်းဆင်းသွားနိုင်တဲ့အနေအထားရှိတယ်ပေါ့နော်နျူကာဆယ်ရောနောက်ဆုံး၃ပွဲဆက်အနိုင်နဲ့တူဒါတူနိုင်ခဲ့တာကအင်ဂွင်း၃ပွဲဆက်ပေါ့နော်အင်ဂွင်း၃ပွဲဆက်အနိုင်နဲ့တူဂျီဒီလည်း၃ပွဲဆက်သာနိုင်ထားအောင်တွေ့ရတယ်နျူကာဆယ်ဒါပြီးရင်ကျွန်တော်အင်ဂွင်းမှာဒီချန်ပီယံလိဘီဘောင်းနဲ့ကစားဖို့ရှိနေရပေါ့နော်ဝက်ဆန်အနေနဲ့ကျွန်တော်တစ်ချက်ကြည့်အောင်ဝက်ဆန်အနေနဲ့တန်းသင်းဆုံးဂျုံအားတစ်ခုရှိရမယ် အော်မနေ့က Northern Forest ဆိုတာယုံယုံပြသွားတယ်နော် Wolverhampton ကတော့ဘလို့မှကျွန်တော်လည်းအရင်တစ်ပတ်ကရွေးပြီးဆို Wolverhampton ကျွန်တော်လက်လွတ်လိုက်ပြီပေါ့နော်အဲ့တော့ Wolverhampton ထားလိုက်ဒါ West Ham က Newcastle တို့ကိုင်နေဖြစ်တဲ့အတွက် Newcastle တို့ကတခုခုလုံးပြနိုင်တဲ့ဒါနီးပြ identity တခုရှိရဲ့နီးပြဆိုတော့ဒါကျွန်တော်ဒီနေ့မှာ Newcastle အနိုင်ဒီတလုံးထက်မပိုဘူးလို့ကျွန်တော်ယူဆအဲ့တော့ကျွန်တော်ပြား20ရင်းမယ် ဝက်ဆန်ဘော်ဒီလေးယူမယ်။မင်းကအပေါ်တင်းနေကြီးအောင်နားတဲ့အချက်ကိုလည်း against လုပ်ထားတယ်။အဲ့တော့ကျွန်တော်အောက်တင်းနေကြီးအောင်နေတဲ့အချက်နဲ့ယူပြီးတော့ဝက်ဆန်ဘော်ဒီယူလို့ကောင်းတယ်။ဝက်ဆန်တန်လေးလုံးယုံအားကြောင့်တကိုးတဲ့ပိုမချုံလောက်ဘူးဆိုတဲ့အနေနဲ့တေလဲရသွားနိုင်တဲ့နိုင်လဲနိုင်သွားနိုင်။အော်ဒီနေ့ကဝက်ဆန်ဘော်ဒီလေးကျွန်တော်ကြိုက်တယ်ပေါ့နော်။ ကိုပေါင်းကနယူကာဆယ်တိုက်စစ်တီအိမ်ကွင်းမှာတရမြက်မြက်ရှိပြီးတော့ကိုတွင်ကကောင်းတာဝေကွင်းဆိုရင်အရင်ကိုတွင်ကမကောင်းတဲ့အတွက်ကိုပေါင်းကိုတော့ကျွန်တော်အပေါ်တိတ်မကြိုက်ဘူးပေါ့နော်ဖြစ်နိုင်မယ်ဆိုအပေါ်လည်းမကြိုက်ဘူးအောက်ကိုလည်းပေးရလားဆိုတော့အောက်ကိုလည်းကျွန်တော်မပေးချင်ဝဆန်းရုံးမှာဖြစ်တဲ့အတွက်ဒီနေ့မှာဝဆန်းကိုရမယ်နယူကာဆယ်လည်းကိုရမယ်လဲဝန်ဝန်ဖြစ်ပြီးအချိန်မရေတုံလုံးရောက်သွားနိုင်တယ်မနေ့ကဒီဂျီတန်းနေတော်မများကလည်းဒါ1 black 90 3 black 90ဒီ brighton လို့ပါလို့ဆိုလဲ5ပေါ်တက်တာပဲအဲဖူအန်ဆိုလဲကျွန်တော်ဟို1 black 80ဝင်ကျင်တဲ့ ကိုပေါင်းကြီးတူနှလုံး80ရှုံကိုပေါင်းအပေါ်တက်တာပဲเนาะအဲ့လိုမျိုးဆိုကိုပေါင်းကိုတော့ကျွန်တော်ဒီဘွဲမှာအပေါ်လည်းမပေးကြည့်မအောက်လည်းမပေးကြည့်ရှောင်းတာကောင်းတယ်ဒီဘွဲကเนาะအန်နေလေးနည်းနည်းလေးများတဲ့အတွက်ကိုပေါင်းရှောင်းမှာဝါရှမ်းဘော်ဒီတစ်ချောင်းနဲ့ကျွန်တော်ပေးချင်ပါတယ်เนาะနောက်တစ်ဘွဲကမန်လီတီနဲ့ဘုံမှာဆက်တက်နိုင်မှာကင်မယ်အဲ့တော့မန်လီတီရဲ့တလုံးကို25ပြားရှုံတော်လုံးတည်ပေးနေပါဘောเนาะမနေ့ကတော့တလုံး20တော်လုံး30ဆိုတော့ ဘော်ဒီကြီးတန်းကဘာမှသိမပြောင်းလဲကိုပေါင်းကြီးတန်း၁၀ပြားဒါမှ၁၀ပြားဆိုပေမဲ့လည်း 3G ဝင်ရိုးပဲခြေခံထားတယ်ဘာမှတော့ဟိုကြီးမမတော့မရှိပါဘူးเนาะအဲ့တော့မန်တီတီအနေနဲ့ပြီးခဲ့တဲ့ဘက်ကအက်စတွန်ဗီလာဗီလာပတ်မှာသွားပြီးတော့ဝမ်းစင်းရဲ့သူတို့ရှုံးသွားတယ်ဒီရှုံးကသူတို့နည်းနည်းလေးတော့ဒါဟန်ချက်နည်းနည်းလေးပြတ်သွားစီတယ်ပေါ့เนาะဂျာရဲမှာသူတို့ဆွမ်စီကိုတော့ဒါ EFA ကမှာ3-1နဲ့သူတို့ပြန်နိုင်ထားတယ်အဲ့တော့နောက်ဆုံး၄ပွဲဆက်ကိုပေါင်းအောက်ပြီးကမှာဒါဆွမ်စီနဲ့ပွဲစဉ်မှာကိုပေါင်းအပေါ်ပြန်ကန်ထားတယ်ပေါ့เนาะအဲ့တော့ ဂိုပေါင်းပေါ် flow ပြန်လာမဲ့အနေအထားတစ်ခုတွေ့ရတယ်။နောက်တစ်ခုက monthly ဓာပင် Dortmund နဲ့ကံမှုရှိရဲ့ ITT ချက်ကတို့ဒီနေ့ပွဲစဉ်မှာအင်တိုက်အားတိုက်ကစားပါမလားဆိုတဲ့အချက်ကိုစိုးရင်စရာရှိရပေါ့နော်။ ဒါပေမဲ့ချန်ပီယံလီမှာသူကအရင်ကြီးရလက်ဆိုးနေလားဆိုရလက်မဆိုးဘူးသူဘာလို့လဲနှစ်ပွဲသုံးပွဲကံပြီးွားပြီဗျာနာပိုလီနဲ့ဘီလာရဲ့တို့တူးစည်းနဲ့နိုင်ထားတယ်မိုနာကိုတပွဲတူးတူးတည်ကြအဲ့တော့သုံးပွဲမှာနှစ်ပွဲနိုင်တပွဲတည်ဆိုချန်ပီယံလီမှာသူအရင်ချင်းနေမဆိုးတော့ဒီပွဲကိုသူတို့ focus ထားလို့ရဘာလို့လဲဆိုတော့အာဆင်နယ်နဲ့သူတို့အာဆင်နယ်ကမနေ့ကနိုင်သွားတာဖြစ်တဲ့သူတို့ဒီနေ့တော့အနိုင်တော့ကံလာမယ်ဘုံပေါက်ကလည်းအဆင့်နှစ်ကအတင်းပေါ့နော်လက်ရှိမှာအဆင့်၈ကမန်စီးတီးအဆင့်နှစ်ကအတင်းတော့တလုံး ဒါ20ရှုံး25ပြားရှုံးဆိုတော့ဒါအောက်ကနေအပေါ်လှန်ကြီးပေးထားဒါပေမဲ့အတင်းကြီး level တစ်ခုရကြည့်မယ်ဆိုမန်တီတီတီဘုံပေါက်ကိုတော့ဒီကြီးပေးရမှာဒါမှန်ကန်မှုရှိရလို့ယူဆတယ်အမှန်ပေးစရာအရဆိုတော့ပြင်းတဲ့သဘောရှိတယ်ပေါ့နော်အော်ဒီဘွဲမှာလက်ရှိဘုံပေါက်ကလည်း go twin အားကောင်းနေတဲ့အတင်းဖြစ်နေတယ်အင်ကွင်းအဝေးကွင်းမရွေးဒါခရစ်စတယ်ဘယ်ရီနဲ့ပွဲဆိုကြည်ပါလားเนาะတော်တော်ကြည်ကောင်းတွေ့တွေ့အဲ့လိုမျိုးဆိုတော့ဂိုးတွင်းအကောင်းနေတဲ့အနေထားမှာကျွန်တော်ဒီပွဲမှာ အောင်တင်ဘုံပေါက်ကိုရမယ်လို့ကျွန်တော်ယူဆတယ်အဲ့ဒါကြောင့်မကျွန်တော်ဒီပွဲမှာကိုပေါင်းအပေါ်လေးကြိုက်တယ်ပေါ့နော်ကိုပေါင်းပေါ်ကြိုက်တယ်ဘော်ဒီမာကမန်စီးတီတလုံးတော့ဖြစ်တယ်နှလုံးပြက်မပြက်ပဲကျွန်တော်ကြည့်ရမယ်မန်စီးတီနဲ့ဒီနေ့နိုင်ထားမှတော့အာဆင်နယ်နဲ့အမက်ကွာဟာမှုကိုထပ်ပြီးတော့ကျင်းမြောင်းနိုင်မယ်ပေါ့နော်အဲ့တော့ဒီနေ့ထားမှာကျွန်တော်တို့မန်စီးတလုံးတာတော့နိုင်သွားနိုင်တယ်ချန်ပီယံလိရှိနေတဲ့အတွက်ဒါကိုပြက်ချေပြက် နိုင်မှုတော့နည်းနည်းလေးခက်တယ်အဲ့တော့ဒီနေသားမှာကျွန်တော်ကိုပေါင်းအပေါ်ရွေးချယ်ခြင်းနဲ့ body ကိုကြောက်တော့ကျွန်တော်အောက်အသင်းဘုံမောက် body လေးကိုကျွန်တော်ကြိုက်တယ်21လို့ reset မျိုးလာနိုင်ခြင်းရှိရဲ့21တို့31တို့32လို့ပေါ့နော်31ဆိုတော့ကျွန်တော်တို့အကောက်ရှုံးမယ်32ဆိုတော့ကျွန်တော်တို့ဒါ body ပြရရမယ်ကိုပေါင်းအပေါ်အပြည့်ရ21ဆိုတော့ body ပဲရမယ်ကိုပေါင်းတည်ကြမယ်ပေါ့နော်ကျွန်တော်တော့ဘုံမောက်နဲ့ ကိုပေါင်းအပေါ်လေးကျွန်တော်တွေ့ပေးခြင်းနဲ့မနေ့ကအပေါ်တင်းနဲ့ကြည့်အောင်လားဖြစ်ဒီနေ့မှာအောက်တင်းနှစ်တင်းနဲ့တတင်းမို့ကြည့်အောင်မှာဖြစ်တဲ့ကြောင့်ဝက်ဆန်ဘော်ဒီယူထားတယ်ဘုံမောက်ဘော်ဒီယူထားပါနှစ်တင်းစလုံးကြီးမကြနိုင်ပါဘူးတတင်းမို့တတင်းတော့အောင်မယ်လို့ယူဆပါတယ်เนาะအကျွန်တော်စီးရီတွားပါမယ်အစီးရီကကျွန်တော်6နာရီစမှာဒီနေ့ကဗီရိုဗီရိုနာနဲ့အင်တာ6နာရီကိုစကန်မယ်ဗီရိုနာကိုအင်တာဝေးခွင့်တလုံး90ရှုံ3လုံး80နိုင်။အော်ဒီခြေတန်းကဟိုအောက်အတင်းကြီး900နိုင်လားဆိုတော့ ူပေါင်းကြီးရဆိုတော့ဂူပေါင်းကြီး390နဲ့ပိတ်ထားခြင်းအပြင်အောက်တင်းဘီရိုနာအင်ရှင်ကိုရဖို့ခက်မဲ့ဆိုရဲကြီးနန်းတည့်ရပေါ့နော်တကယ်လို့ဒီနေရာမှာ 3D တို့ 3D plus 50 3D plus 20 30ဒီလောက်ဆိုရင်တော့ဒီဘီရိုနာအင်ရှင်ကိုရဖို့အကောင်းတယ်ဒါပေမဲ့ 3D plus 90ကအင်နာတစ်ဖက်တည်းရပဲဒါ2ကို3ကိုထိရောင်းရောက်မယ်ဆိုရဲကြီးနန်းမျိုးဖွင့်ထားတယ်အဲ့ဒီကြီးနန်းမှာကျွန်တော်တို့အင်တာဘော်ဒီနဲ့ ဂူပေါင်းအပေါ်ကနည်းနည်းလေးအန်ဒီများလုံပေါ်အောင်ဖို့နည်းနည်းလေးခက်မယ်လို့ယူဆတယ်။အင်တာအနေနဲ့ကတော့ကျွန်တော်တို့ဒါဟိုဘယ်လိုနိုင်ပွဲပြန်ရှာရမယ်ပေါ့နော်။ပြီးခဲ့တဲ့ဘက်ကတို့နာပိုလီကိုလာမယ်တို့ရှုံးထားတယ်နော်။နာပိုလီကိုရှုံးပြီးတော့ဖီယိုဂျာရက်မှာတို့ပြန်ပြီးတော့နိုင်။အဲ့တော့နာပိုလီကိုရှုံးလိုက်တာကတို့အစီအဆင့်တင်းအဆင့်တက်ကိုလူနေနေမှာမမတ်ကွာမှုရှိသွားစေ။အဲ့တော့ဒီနေ့မှာတို့တေကြလို့မရဘူး။နိုင်ပွဲရကိုရမှာဖြစ် ဟိုရမဖြစ်မဲ့အနေထားပေါ့နော်အော်အင်တာနဲ့ဒီနေ့မှနိုင်မယ်ဆိုတော့27မှတ်နဲ့အဆင့်1ကိုပြန်တက်မယ်ရိုမာကတော့လက်ရှိမှာ27မှတ်နဲ့အဆင့်1တော့ရိုမာဒီနေ့က AC မီလန်နဲ့တွေ့နေတာဆိုတော့ရိုမာနိုင်ဖို့ကမတိကြဘူးရိုမာတည်ရင်နဲ့အရှုံးရာဂိုင်းတို့များလောက်တယ် AC မီလန်အဝေးကွင်းသွားကြံ့ရမှာဆိုတော့ဒီနေ့မှအင်တာနဲ့ခွင့်ကောင်းယူပြီးတော့ဒါတလုံးတော့ဖြစ်မယ်လို့ကျွန်တော်ယူဆတယ်အော်အင်တာဘော်ဒီပဲကျွန်တော်ကြိုက်တယ်နှလုံးပြန်ကျွန်တော်အပြည့်စားမယ်ပေါ့နော်အော်1 0ကတော့ဖြစ်တယ်အော်ပြား30 40ဒီပတ်ချလေးတော့ကျွန်တော်ယင်းနှမှုလောက်ရမယ်ပေါ့နော်အော်အင်တာဘော်ဒီလေးကြိုက်ပါတယ် ဂူပေါင်းကိုတော့လက်ဆောင်ခြင်းနဲ့ဟိုအပေါ်လဲမဖြစ်နိုင်ဘူးလို့တော့မပြောရအောင်အပေါ်လဲတက်လာနိုင်ခြင်းဘီယိုနာကတန်းစင်းဆောင်မှာရှိနေတာဖြစ်တဲ့အတွက်ရုံးတော့ရုံးမှာပဲပေါ့နော်ကျွန်တော်ဘီယိုနာကိုရှေ့တစ်ပတ်ကတူတူဒီဝီကန်မှာတူတူပွဲတော့ကျွန်တော်ဘီယိုနာကိုရွေးချယ်ပေးခဲ့တယ်2-1နဲ့ ပြီးပြီးထင်ခဲ့ရတာနေတူတူဖြစ်သွားတယ်ကန်ဆိုးသွားတယ်ပေါ့နော်။အော်ဒီအနေနဲ့နောက်ဆုံးနှစ်ပွဲဆက်ကလည်းဂိုးပေါင်းပေါ်ကြီးကန်ထားတာဆိုတော့ဂိုးပေါ်တော့လာနိုင်ကြီးတော့များတယ်ဒါပေမဲ့ကျွန်တော်ကစိတ်မချထိုးကွက်မလို့ကျွန်တော်မပေးချင်ဘူးမောင်းနေလောက်တော့ဆော့ချင်ဆော့ပေါ့နော်။အော်ကျွန်တော်ဒီပွဲမှာအင်တာဘော်ဒီလေးပဲရွေးချယ်ပေးချင်ပါတယ်။နောက်တစ်ပွဲကကျွန်တော်တို့ဖီယိုရင်တီနာနဲ့လက်ရှိ၈နိုင်ခွဲမှာကန်မှာဖြစ်ပါတယ်။အဖီယိုငါဖီယိုရင်ဒီနာကလေဘယ်အဆော်ဒီတလုံးကို55ပြားနိုင်နှလုံးကို40ရှုံးပေါ့နော် ဖီယိုကဘာဖြစ်သွားလဲကျွန်တော်လည်းမသိတော့ဘူးတန်းများဆင်းတော့မှလာပါတော့တော်တော်လေးချီနီဘယ်လိုပြောမလဲဆိုးွားရဲ့ထဲမှာပါွားရဲ့ပေါ့နော်ဟိုနိုင်ပွဲကြီးလည်းပျောက်နေရဂိုးကလည်းပွဲတိုင်းနီးပါးကိုပေးနေရအနေထားပေါ့နော်တောက်လျှောက်၅ပွဲဆက်နောက်ဆုံး၅ပွဲဆက်တောက်လျှောက်၉ပေါင်းအပေါ်ကြီးကန်တာဂိုးလည်းရတယ်ဂိုးလည်းပေးရဒီလိုပုံစံမျိုးသွားနေရပါတော့အော်လက်ရှိကတော့နည်းနည်းဘယ်လိုပြောမလဲခန့်စစ်ကြည့်လေးရှိရတဲ့အတင်းထဲတော့ပါတယ်ပေါ့နော်ဂိုးတွင်ကလည်းအရင်မကောင်းဘူးအဲ ပေးကိုလည်းအရင်မပေးရတဲ့ဒီနေ့ပါနောက်ဆုံး၄ပွဲမှာ၃ပွဲပဲ၉ပေါ်တက်တယ်ဒါ၃ပွဲက၉အောက်ထားတယ်ပေါ့နော်နောက်ဆုံးပွဲစဉ်မှာသူတို့နာပိုလီကိုတော့အင်္ဂလိပ်မှာ1-0နဲ့သူတို့ရှုံးတယ်အဲ့တော့လက်ရှိမှာဖီယိုရင်တီနာကအဆင့်16တန်းစင်းဆုံးတဲ့မှာ၄မှတ်ပဲရတပွဲမှာနိုင်မွေးမရသေးဘူးလက်ရှိက6မှတ်နဲ့အဆင့်16အဲ့တော့16ကနေ16ကိုတလုံးတော့ဝက်နိုင်ဆိုတော့ ဒီကြီးကလှန်ကြီးအမပေးဆရာရဆိုရင်လှန်ကြီးပြီးတယ်ကြီးပြင်းတယ်အတင်းကြီး level တစ်ခုရကြီးမယ်ဆိုရင်ဖီယွန်ဒီနာကလက်ရှိတဲ့ဆိုင်အတင်း level တစ်ခုမြင့်နေပေါ့နော်အော်ပေးရမှာပေါ့ဒီကြီးတန်းကပေးလို့ရ level တစ်ခုရကြီးမယ်ဒါပေမဲ့လက်ရှိ current form ရအမပေးဆရာရတည်မှုကိုကြီးမယ်ဆိုရင်ဖီယွန်ဒီနာကြီးအားရစရာမကောင်းနေဒီနှစ်မှာတော်တော်လေးခြေစွမ်းရိုင်ထွက်နေရ CDA မှာလုံးဝနိုင်ပွဲမရသေးတဲ့အတင်းဖြစ်နေမနေ့ကအိမ်ကွင်းမှာဖီယွန်ဒီနာလက်ရှိကိုတလုံးအပြည့်နိုင်ပေးခဲ့တယ်အော်မနေ့က အခြေအနေကဒီနေ့အခြေအနေမတူဘူးဆိုတော့ဒီနေ့ပေးရဲ့ကြီးကခြေလွှမ်းဆုတ်ပြက်နေရတော့တလုံး90နိုင်လောက်ပေးနေတယ်လက်ရှိမှာလည်းကိုကအမတ်ပေးစရာအောက်ဆုံးနားမှာရက်တည်နေတယ်အပေါ်ကလက်ရှိကိုဒါအကြီးကျော်ပြန်ပေးတယ်ဒီနေ့မှာပထမဆုံး CDA အိမ်ကွင်းနိုင်ပွဲများစရမလားပေါ့နော်ဒီအချက်လေးကိုကျွန်တော်ကြိုက်နေတယ်အဲ့တော့ဒီဘက်မှာတော့ကျွန်တော်ဖီယိုရင်တီနာကိုပဲယူခြင်းနဲ့ဖီယိုတီနာဘော်ဒီကြိုက်တယ်နော်အဲ့တော့ဂိုးပေါင်းကတော့နှလုံး40ရှုံးနဲ့ပိတ်ထားတယ်တလုံး90နိုင်ဆိုရင်တော့ကျွန်တော် ူနီဒီတူနီဟောဘောတောင်းလုံးအပြည့်နိုင်ဝင်ရိုးလောက်ကနေစပြီးတော့ပေးတော့ဒါကိုပေါင်းအပေါ်တက်နိုင်ချင်ရှိရဒါပေမဲ့နှလုံး90ရှုံဝင်ရိုးမှာပဲအခြေခံပြီးကြေးဖွင့်တာဖြစ်တဲ့အတွက်ကိုပေါင်းကြီးအပေါ်တက်ဖို့တော့ဒီပွဲကတော်တော်လေးအားနည်းတယ်ပေါ့နော် ဖြစ်ရင်ဒီနောက်10လို့ reset မျိုး20လို့ reset မျိုးနဲ့တွားနိုင်ကြများအဲ့တော့ဒီပွဲကတော့ဖြစ်နိုင်မယ်ဆိုတော့ restore များ fuel နဲ့ go out ပေါ့နော်ကျွန်တော်ဒီလိုလေးတွဲပေးခြင်းဒါမနေ့ကကျွန်တော် fuel မှာကျွန်တော်ခံလဲရ fuel 20နဲ့ပြီးရင်တော့ကျွန်တော်နက်နာမှုနဲတာပေါ့ဗျာနော်ဒါမဲ့လေဟိုဘက်ကအုံကိုပေးလိုက်လို့တွေးစီတော့လက်သွားတာအဲ့တော့ဒီပွဲမှာကျွန်တော် fuel တစ်ချောင်းပဲပေးခြင်းတော့ကိုပေါင်းအောက်ကိုတော့ကြိုက်တယ်မောင်းထဲလောက်ပဲဆော့စေခြင်းနဲ့ဂိုးပေါ်တော့မဖြစ်နိုင်ဘာကြောင့်မဖြစ်နိုင်ဘူးလဲဆိုတော့ရှေ့ရ body ကြီးနဲ့ကိုပေါင်းကြီးတားလာတာကိုကြည့်လိုက်မယ်ဆိုချိတ်ဆက်မှုကြည့်မယ်ဆို တော်တော်လေးအားနည်းနေတဲ့ကိုပေါင်းကြီးအပေါ်တက်ဖို့အားနည်းနေတဲ့အချက်ကိုတွေ့ရအဲ့တော့ဒီပွဲမှာကျွန်တော်ဖီယိုရင်တီနာပေါ်ဒီကြောင်းနဲ့ပြီးကျင်တဲ့ဖီဘိုရဲ့ပထမဆုံးနိုင်ပွဲဖြစ်လာလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်အော်ဖီယိုရင်တီနာပေါ်ဒီလေးပဲကြိုက်ပါတယ်နောက်တစ်ပွဲကတိုရီနိုနဲ့ပီဆာပေါ့နော်အော်ပီဆာကတော့ကျွန်တော်တို့နှစ်ပွဲဆက်မနိုင်ဘူးဆိုတဲ့အတိုင်းကြားရမှာနော်လာစီယိုကိုတို့ဒါတေလောက်ပဲအဲလာစီယိုလာပါနေလေခဏနော်ကျွန်တော်ဂိုးောက်လာစီယိုနဲ့ဂိုးောက်ပြီးခဲ့ဟုတ်တယ်လာစီယိုတို့ဟိုဟာဖြစ်တယ် အဲဒီပဲကန်နိုင်တယ်နော်နှစ်ပွဲဆက်သူတို့ဟိုမှာရှိဘူးတိုင်မဲဟိုကိုမတွင်းနိုင်ဘူးနော်တပွဲပေါ်ပြီးတပွဲကိုအရန်ပေါ်ပြီးနောက်ပွဲသူတို့ကိုအောင်အဲဒီနေ့မှသူတို့ကိုပေါ်မလာဘူးလက်ရှိတိုရီနိုက level ကို80 90ရှုံးမဲ့ပြောတာ88ဆိုတော့နော်90ရှုံးနှလုံး30ရှုံးပြီးနေမနေ့ကလည်းဒီကြေးပဲဆိုမြန်ရင်ပြောင်းလဲမှုတော့မရှိဘူးအော်တိုရီနိုကပြောမယ်ဆိုရင်အတင်းကြီးတွေတော့ဒုက္ခပေးနေတဲ့အတင်းထဲမှာပါတယ်ဗောနော်ဒါပြင်အတင်းအတင်းငယ်တွေနဲ့တွေ့တော့နည်းနည်းလေး ဟိုဖူအန်လိုဖြစ်နေရောရွာလဲနေရောတေးကြလိုက်ရှုံးလိုက်အဲ့လိုတွေတော့ဖြစ်နေရပါတော့ ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်တိုအင်တို့လေးကိုပဲယုံကြည်နေတိုအင်တို့အင်ကွင်းလည်းဖြစ်နေရပြီးသားအနေနဲ့တန်တဲ့အတင်းဆိုပေမဲ့အင်ကွင်းလောက်ပဲသူတို့ခန့်စစ်အားကောင်းနေအဲဂိုမပေးအောင်ကြည်ကြည်လေးကစားနေအဝေးကွင်းကြနည်းနည်းလေးခန့်စစ်အားလေးရော့တိုက်စစ်ကလည်းဂိုမတွင်းနိုင်ဘူးပေါ့နော်အော်ဒီဘက်မှာတိုအင်တို့နဲ့ဒီလိုတန်တဲ့အတင်းမျိုးကိုသူ့အနေနဲ့အနိုင်ယူပြီးတော့အပေါ်တက်နိုင်တဲ့လောက်တက်ထိုင်ပိုကောင်းနေနောက်တစ်ချက်ကဂျူပင်တက်နဲ့ကံမှုရှိနေတိုအင်တို့အဲတိုအင်တို့နဲ့ဂျူပင်တက်ဒီ တူရင်မျိုးခံပြိုင်ဘက်ဒီမျိုးခံပြိုင်ဘက်ဒီဖြစ်တဲ့ဒါဘီပွဲလင်းနှွှဲရမှာဆိုသူတို့ဒီဂျူပင်တက်အဝေးကွင်းမှာတွားနိုင်ဖို့ကနည်းနည်းလေးခက်တယ်ဒါပေမဲ့တစ်ဖက်ကဂျူပင်တက်ကချန်ပီယံနီဂျာယန်မှာကစားဖို့ရှိနေတဲ့အချက်ကိုခွင့်ကောင်းယူပြီးတော့ပွဲပန်းမှုတောင်ခွင့်ကောင်းယူပြီးကစားမယ်ဆိုတော့တူရင်တို့အမှတ်ကောင်းရနိုင်တယ်ပေါ့နော်။အော်ဒါပေမဲ့ဒီနေ့မှာပီဆာကိုသူတို့အမှတ်ယူထားတာပို့ပြီးတော့သူတို့တက်ဒါပူကောင်းတဲ့အခွင့်အရေးတစ်ခုဖြစ်လိမ့်မယ်အဲ့တော့ဒီပွဲမှာကျွန်တော်တိုရီနိုဘော်ဒီလေးကြိုက်ပါတယ်ဂိုးပေါင်းကတော့ကျွန်တော်ဂိုးအောင်ပဲကြိုက်တယ်ဒီပွဲတော့ဂိုးအောင်လေးကြိုက်တယ်ပေါ့နော်အော်တိုရီနို တကူလောက်နဲ့ဝမ်းကြီးလိုရဆန်မျိုးနဲ့နိုင်မရခိုင်းလို့မရဘူးဒီပွဲကတော့နည်းနည်းလေးဘယ်လိုပြောမလဲနှစ်ကွက်လုံးအတူတူဆော့မှာကောင်းမယ်ထင်တူရင်တို့နဲ့ကိုအောင်တေးတစ်ပေါက်ကြောက်ရတယ်ဂျီဂျီတစ်ပေါက်ကြောက်ရဖြစ်တဲ့အတွက်ပေါ့နော်ဂျီဂျီဆိုကျွန်တော်ဘော်ဒီအပြည့်ကုန်မှာအပြည့်နီးပါးကုန်မှာအဲ့တော့ကိုအောင်ကကာထားဆိုတော့နော်အဲ့ကိုအောင်လေးနဲ့တွဲဆော့တာတော့ပို့ပြီးတော့ကောင်းနေလို့ကျန်ပေးကျင်ပါတယ်တူရင်တို့နဲ့ကိုအောင်လေးပဲတွဲပေးကျင်ပါတယ်နော် ောက်တစ်ပွဲပါမားနဲ့ဘိုလွန်နာပါမားနဲ့ဘိုလွန်နာဘိုလွန်နာဝေးကွင်း level 80နှလုံး20ရှော့မနီရလိုက်ဒီဂျီပဲပေါ့နော်အဲ့တော့တိတ်တော့ပြောင်းလဲမှုတော့တိတ်မရှိဘူးအော်ပါမားနဲ့ဘိုလွန်နာပွဲဒီပွဲကကျွန်တော်ပြောမယ်ဆိုရင်တော့ဘော်ဒီမကြိုက်ဘူးပေါ့နော်ဘော်ဒီကအဲ risk နည်းနည်းလေးများတယ် risk နည်းနည်းလေးများဖြစ်တဲ့ဘိုလွန်နာကဒါပြီးရင်ကျွန်တော်တို့ဟိုဟာနဲ့ကင်ရမယ်ဗျခဏရနော် brand နဲ့ယူပါလိကံမှုရှိရတဲ့သူအဲ့ဘက်ကနည်းနည်းအောင်ရောက်မယ်ဆိုရင်ကျွန်တော်တို့ဒီဘက်က ဟိုဘလောနာနိုင်ဖို့နည်းနည်းလေးခက်မယ်ဂျီဂျီဝမ်ဝမ်လောက်ပဲသွားတယ်ဒီပွဲကတော့ကျွန်တော်ဂိုးပေါင်းအောက်လေးပဲရွေးပေးခြင်းနဲ့ပါမားကလည်းအိမ်ကွေးဆိုနည်းနည်းလေးဘယ်လိုပြောမလဲဟိုဒုက္ခပေးနိုင်စွမ်းရှိရပါတော့ဟိုအတင်းကြီးတွေကိုနည်းနည်းလေးခန့်ဟိုတိုက်ဟိုဘယ်လိုပြောမလဲတေခံကလားနိုင်အားရှိတယ်ပြီးတော့နောက်တစ်ခုကပါမားဒါပြီးရင်ကျွန်တော် AC Milan ကိုကန်မှာဆိုတော့ဟိုနည်းနည်းလေးပွဲကျက်နေဒီပွဲမှာသူတို့တတ်နိုင်လို့မနိုင်မနိုင်ရင်တောင်မရှုံးအောင်သူတို့ကန်ဖို့အရေးကြီးတယ်အဲ့တေလောက်ကလားနိုင်တယ်ဆိုတော့ ဟိုတင်ကြမယ်လို့ကျွန်တော်ဘိုလွန်နာဘော်ဒီနေအန်ဒီများတယ်ပေါ့နော်အဲ့တော့ကိုပေါင်းအောက်လေးပဲကျွန်တော်ကစားစီခြင်းနဲ့ဇီဂျီဝမ်ဝမ်လောက်ပဲတွားဖို့ရခိုင်တော့များတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပွဲမှာဘိုလွန်နာပွဲစဉ်ကိုပေါင်းအောက်လေးပဲရွေးချယ်ပေးခြင်းပါတယ်အနောက်ဒီ ETD နောက်ဆုံးပွဲစဉ်ကတော့ AC နဲ့ Roma ပါဒီတစ်ပတ် ETD စီးရီးမှာအကောင်းဆုံးပွဲစဉ်ပေါ့နော်အဲ့တော့ AC က level 50ရှုံးပြီးရနှလုံး30ရှုံးပေါ့နော်ဟိုပြောရမယ်ဆိုရင်တော့ဟို ဘော်ဒီအောက်ကိုအောက်ဒီလိုပုံစံမျိုးလာနိုင်တယ်များတယ်ဘာလို့လဲဝမ်ဝမ်တစ်ပေါက်စီစီတစ်ပေါက်ရှိတာပေါ့နော်ဝမ်ဝမ်တစ်ပေါက်စီစီတစ်ပေါက်ရှိရင် AC အနေနဲ့ကတော့လက်ရှိမှာ current fault လေးကအဲအရင်ဆွဲတယ်မပါဘူးနောက်ဆုံး ိုးပွဲဆက်ရှုံးပွဲမရှိတာဘူးဒါနိုင်ပွဲ6ပွဲလောက်ရှိရယ်တေ3ပွဲလောက်ရှိရယ်ဆိုတော့မစိုးဘူးပေါ့နော်ဒီကြားထဲမှာအတင်းကြီးထဲမှာဆိုတော့ဒါဂျူမင်တက်ကိုဝေးကမှသူတေကစားနိုင်တယ်နာပိုလီကိုအိမ်ကွင်းမှာသူတို့ဒါအနိုင်ခံထားတယ်ဘိုလောနာအိမ်ကွင်းမှာအနိုင်ခံထားဆိုတော့ဒါ AC ရဲ့လက်ရှိကားလမ်းဖော်မစိုးအတလန်တာကိုဝေးကမှတေကစားထားတယ်ပေါ့နော်အဲ့တော့တစ်ဖက်ကရိုမာကတော့နောက်ဆုံး2ပွဲဆက်တော့နိုင်ပွဲပြန်ရထားတယ်ရှေ့မှာသူတို့2ပွဲဆက်သူတို့ရှုံးထားတယ်ပေါ့နော် ရိုမားဒီတာပြင်ကျွန်တော်ရင်ဂျာနဲ့ယူပါလီကံမှုရှိနေတယ်အဲ့ဒါသူ့ကိုအားနေချက်ဖြစ်နေတယ်ဒီ AC ကတော့ဒါဥရောပပွဲစဉ်မကန်ရဲသူကတော့လုံးဝတပတ်တပွဲကန်နေရအတင်းတော့သူကသူ့လူတွေကတော့ပွဲပန်းမှုတန်တိတ်မရှိဘူးပေါ့နော် fresh ပို့ဖြစ်တာပေါ့အဲ့တော့ဒီနေ့သားမှာဒီနှစ်တင်းကအဆင့်2နဲ့4အင်ရှင် AC Milan အဆင့်4ကအတင်းက အာအဆင့်တစ်ကရိုးမောက်လည်းပဲ50ကျော်ဒါအင်ရှင်အားသာချက်နဲ့ပေးရနှစ်တင်းဆုံးကအဆင့်သာတစ်ဆင့်ကျော်กว่าနေပြီရမက်က3မက်ပဲဆိုအများကြီးမကွာအဲ့တော့ကြည်တန်းတူတဲ့နှစ်တင်းတွဲဆုံမှုအဆိုရင်ဒါအင်ရှင်အားသာချက်ရှိတော့လည်းပဲ30လည်းပဲ50ဒီကြီးပေးရမှန်ကန်မှုရှိရပေါ့နော်အဲ့တော့ဒီပွဲကတေးသွားနိုင်ခြင်းများတယ်ကျွန်တော်ကတော့ဟိုစီးစီးသွားမလားဝမ်းဝမ်းသွားမလားပေါ့နော်အဲ့တော့ဒီပွဲမှာကျွန်တော်က ဘော်ဒီကို ACR 1-0နဲ့ကတ်နိုင်ကြီးရာခိုင်နှုန်းလည်းရှိနေသေးတော့အန်ဒီအများတယ်ဒီပွဲကကျွန်တော်ခူပေါင်းအောင်ကြိုက်ရိုမာခံတဲ့ကိုဦးစားပေးကစားလာလိမ့်မယ်လို့ကျွန်တော်ယူဆတယ်။ဘာကြောင့်လဲဆိုတော့သူယူပါလိကံမှုလည်းရှိရပြီးတော့အဝေးကွင်းဆိုရင်လည်းသူကဟိုလိုခံစစ်ပူအားပြူတယ်ပေါ့နော်အိမ်ကွင်းမှာကဂိုးဖွင့်တိုက်ပြီးဂိုးတွင်းဂိုးရောင်တွင်းလာဆိုတော့ဒီပွဲမှာသူအတင်းကြီးရှင်းတွေ့ရဆိုတော့အရင်တန်းချင်းဖွင့်မှာမဟုတ်တော့ဘူးလို့ယူဆတယ်။အဲ့တော့ဒီပွဲလည်းကျွန်တော်ခူပေါင်းအောင်ပဲကြိုက်ပါနော်။ဘော်ဒီဆိုရင်တော့ AC လေးကိုပို့ပြီးတဘောကြတယ် ဘော်ဒီအောက်အောင်နိုင်ခြင်းရှိရကြည်နန်းဆိုရယ်ကျွန်တော် AC ရဲ့လက်ရှိကားရန်ဖောင်ကနည်းနည်းလေးပိုကောင်းတဲ့သဘောရှိတယ်ပေါ့နော်ကျေလမ်းမဆွဲတဲ့ဘာလို့ AC Milan body လေးကိုပပလေးပူကြိုက်တယ်။လည်းပဲ90ရင်းနိုင်တဲ့ညီကိုလေးဆိုတော့ AC နဲ့ goal အဲအဲ့လိုလေးတွဲဆော့ပေါ့နော်။အဲအဲ့လိုမျိုးလေးတွဲပေးချင်ပါလေ။ကျွန်တော်အဲ့အပြင် Germany သွားကြမယ်။ Germany နဲ့ပွဲတစ်ခါရေးပြောလိုက်မယ်နော်။လက်ရှိမှာ18မိနစ် okay ။ အော်ကိုလုံးနဲ့ဟမ်ဘက်ကိုလုံးကလည်းရှိမှ25ပြားရှုံ3လုံးကို25ပြားနိုင်ဂျာမနီကဒီတစ်ပတ်ဂိုးတိတ်မပေါ်ဘူးเนาะအဲ့ဒါလေးကကျွန်တော်တို့နည်းနည်းဒုက္ခပေးနေမနေ့ကဆိုရင် live တပွဲပဲဂိုးပေါ်တယ်မူချန်ပွဲကစိမ့်ဘော်လီမူချန်က3လုံး80နိုင်90နိုင်နဲ့ဂိုးပေါင်းပေါ်တက်သွားเนาะ main နဲ့ front back က3လုံးမိုင်းနဲ့ထွက်ပြီးတော့ 3D ဝင်ရုပ်အခြေခံပြီးတော့ဂိုးပေါင်းအောက်သွားအဲ့တော့ဘိုင်ယန်လည်းဂိုးပေါင်းအောက်တယ်ပေါ့เนาะအဲ့တော့ တောက်ကြတောက်ကြဒေါမွန်ကလည်းကိုပေါင်းအောက်တယ်ဒီတစ်ပတ်ဘွန်ဒဲလီကနည်းနည်းလေးလှုပ်ရှားနေတယ်ပြောလို့ရတယ်အဲ့တော့ဒီနေ့မှလည်းအန်ဒီအများတယ်ပေါ့နော်ပြောရမယ်ဆိုဘွန်ဒဲလီကကိုပေါ်ဒီနေ့ကိုနည်းနည်းလေးရှောင်သေးခြင်းနဲ့ဖြစ်နိုင်ရှောင်ပါအဲ့တော့ကျွန်တော်ကတော့ဒီပွဲမှာကိုလုံးနဲ့ဟက်ဘက်ကဒါတန်တက်နဲ့တင်တွေ့ဆုံမှုမနစ်ကလည်းသူတို့ဒီဂျာမန်ဘွန်ဒဲလီက2မှာတွေ့ဆုံနေတယ်ဟက်ဘက်အင်ဂွင်းမှာဟက်ဘက်က1စီးနဲ့ကိုလုံးကိုနိုင်တယ်ကိုလုံးအင်ဂွင်းမှာပဲဟက်ဘက်ကပဲထပ်ပြီး1 2 1နဲ့နိုင်ထားတယ်အဲ့တော့မနစ်ကတွေ့ဆုံမှုကတော့ ဟမ်ဘက်ကတော့နှစ်ကြိမ်စလုံးဒါကိုလုံးကိုအိမ်ကွင်းအဝေးကွင်းနှစ်ကြော့စလုံးနိုင်တာတွေ့ရတယ်။မနေ့ကကိုလုံးအိမ်ကွင်းမှာဟမ်ဘက်ကိုတလုံးအပြည့်နိုင်ပြီးခဲ့ပြီးခဲ့တယ်ဒီလက်ရှိမှာတော့လက်ရှိမှာ30ရှုံးမဲ့ပြီးတော့ရပါတော့အဲ့တော့ကိုလုံးကလက်ရှိမှာလည်းကာနက်ဖောင်ကကြည့်မယ်လို့နောက်ဆုံးပွဲဒီမှာနိုင်ပွဲတွေပြောင်းနေတဲ့ရှုံးပွဲဆက်နေလက်ရှိကိုလုံးကအဆင့်9မှာအဲဟမ်ဘက်ကဆင့်73မှာပေါ့နော် ကိုကနေ73 level 30ရှုံးပဲ PDF ဆိုတော့ဒီကြီးကနုနေပေါ့နော်မနေ့ကကြီးနဲ့ရှင်မယ်ဆိုရင်လည်းတလုံးအပြည့်နိုင်ကြီးနဲ့ရှင်မယ်ဆိုရင်နုနေတယ်လက်ရှိ map ပေးဆရာရကြည့်မယ်ဆိုရင်နုနေတယ်ဒါကလက်ရှိမှာကိုတော့နေနဲ့ရလက်တွေစိုးရွားနေတာလည်းပါမယ်ပေါ့နော်အော်ဒီအနေထားမှာကျွန်တော်အဝေးအတင်း hand bag body ကြိုက်ပါတယ်ဂိုးပေါင်းကတော့ တို့နတင်းနောက်ဆုံးတွေ့ဆုံမှုတွေမှာကိုပေါင်းအပေါ်တိတ်မတက်ထားဘူးတွက်လဲ၃လုံးထိပဲရောက်ထားတာဆိုတော့၄လုံးပြည့်ဖို့ကခက်မယ်အဲ့တော့15ပြားရင်းနိုင်နေဆိုတော့ကိုပေါင်းအောက်ပင်ကစားပါ၃လုံးထိပဲအလွန်ဆုံးရောက်နိုင်ခြင်းများတယ်အဲ့တော့ကျွန်တော်ဒီဘက်မှာအောက်ဆုံးကြိုက်တယ် handbag body နဲ့ကိုပေါင်းအောက်လင်ကြိုက်ပါတယ်နော်နောက်တစ်ပွဲက Wolves Fan နဲ့ Hoffen Hoffen ရဲ့ level 25ပြားရှုံဝေးကွင်းရပေးရ3လုံးကို25ပြားနိုင်အဲ25ပြားရှုံဒီဘက်က3 3 minus နဲ့ပေါက်တယ်ပေါ့နော် အဲ့တော့အမတ်ပေးစရာကျွန်တော်တစ်ချက်ကြည့်မယ်ဆိုရင် Hoffenheim ကခွန်မှာ Wolfsburg ကစနစ်မှာခွန်ကနေစနစ်ကို level 20ရှုံ30ရှုံကြားဆိုတာဒါဖဲဖြစ်ပါတယ်เนาะအဝေးကွင်းဖြစ်နေတဲ့အတွက်အိမ်ကွင်းဆိုတော့ဒီတက်ပို့ပေးရမှာပေါ့เนาะအော်ဝေးကွင်းဆိုတော့ကျွန်တော်လက်ခံပေးလို့ရတယ်အဲ့တော့ Wolfsburg ကလက်ရှိမှာကျွန်တော်တို့နိုင်ပွဲပြောက်လားဆိုတော့နောက်ဆုံးပွဲစဉ်မှာဒီကပ်ကွဲစဉ်မှာကျွန်တော် Wolfsburg ကိုကြိုက်ခဲ့တယ်เนาะဒါပေမဲ့ ရှုံးတာပဲ hosting key ကိုချုံွားတယ်သူတို့အော်ဒီနေ့သူတို့အိမ်ဝင်နိုင်ွယ်မရသေးဘူးဗျဒီနေ့ဒီနှစ်ရာဒီပေါ့နော်ဘွန်နက်နီကာမှာ wolfpack ကအိမ်ဝင်နိုင်ွယ်မရသေးဘူး ော့ offline ရင်းကတော့မစိုးတဲ့ထဲပါတယ်နောက်ဆုံး၃ပွဲဆက်တာရှုံပွဲမတွေ့တော့၂ပွဲနိုင်တယ်တပွဲတည်ကြတယ်အဝေးကွင်းအဝေးကွင်းမှာဆိုရင်ဒီနေ့ရတယ်အဝေးကွင်းရှုံပွဲလုံးဝမရှိတယ်အဝေးကွင်းကားထဲမှာပိုကောင်းတဲ့အသင်ဖြစ်နေရပါတော့အဲ့တော့ဒီအနေထားမှာကျွန်တော်တို့ဒီပွဲက Wolfsburg ကလည်းအိမ်ကွင်းကစားအားနဲ့ယုံလာမယ်ဆိုဒီပွဲတော့ဂိုးပေါင်းပေါ်ကြိုက်လို့ကောင်းနေပါတော့ဂိုးပေါင်းပေါ်ကောင်းနေဘော်ဒီကတော့อืม Hotspur Hoffenheim ကိုနည်းနည်းလေးတော့ ိုက်ရှင်ကြရပါတော့ဒါပေမဲ့ Wolfpack အနေနဲ့လည်းနိုင်ပွဲများပြန်ရှာလာမလားဆိုတဲ့အချက်ကကြောင့်စဉ်းစားကြရဖြစ်နေတယ်အဲ့တော့ဒီပွဲကကိုပေါင်းကတော့ကျွန်တော်တိတ်အားမပေးချင်ဘူးတိတ်မကြိုက်ဘူးပေါ့နော်။ဘာမလို့ဖြစ်လာနိုင်တဲ့အနေထားရှိရဲ။အဲ့တော့ဒီပွဲကကျွန်တော်ကိုပေါင်းအပေါ်လေးတော့ပေးချင်တယ်ဒီပွဲကတော့ကိုပေါင်းအပေါ်ပေးချင်တယ်။ အဲနောက်တစ်ခုကကျွန်တော်တို့ဒီဘွဲဒီဂျာမန်နဲ့ဘွဲဒီနေ့အချိန်မတူဘူးပေါ့နော်အဲ့တော့ဟိုဖြစ်နိုင်ကြီးကတော့9နိုင်ဘွဲ9ပေါင်းအောက်လို့ရှိရင်17နိုင်ဒီ hot fire နဲ့ wolf pack ဘွဲစီ9ပေါင်းအပေါ်တက်လာနိုင်ရရှင်မိနစ်အဲမိနစ်ကတော့ပြန်အရင်တစ်ပတ်ကတော့9ပွဲစလုံးအပေါ်တက်သွားတယ်ထင်တယ်နော်အဲကျွန်တော်တိတ်တော်မမှတ်မိအောင်အဲ့တော့ဒီနေထားမှာဒီတစ်ပတ်တော့အဲ့လိုမလာတော့ဘူး ဟိုနှစ်ပွဲသလုံးအပေါ်တက်တာနှစ်ပွဲသလုံးအောက်သွားတာမဖြစ်လောက်ပုံမှန်ဆိုတော့တပွဲအပေါ်တပွဲအောက်အဲ့လိုလီသွားတာများတယ်ပေါ့နော်အော်ပြီးခဲ့တဲ့စနေမှာလဲစနေတော့ကြမှာဂိုးပေါင်းအရင်မပေါ်ထားဖြစ်တဲ့အတွက်ကိုလုံးပွဲကိုလုံးနဲ့ဟန်ပတ်တာတကယ်လို့9နိုင်ပွဲတော့ ကိုအောင်မယ်ဆိုရင်ဒီ Hoffenheim နဲ့ Wolfsburg ဆက်တနိုင်ပွဲကကိုပေါင်းအပေါ်တက်ဖို့ကတော်တော်လေးညာခိုင်းလို့အကောင်းနေပါတော့။အဲ့တော့ကျွန်တော်ကတော့ကိုပေါင်းအပေါ်လေးပဲရွေးချယ်ပေးလိုက်ပါမယ်။ body ကိုတော့ဒီနေ့မှလက်ဆောင်ခြင်းပါနော်။အဲ့တော့ဒီ video ကတော့လောက်ပါကျွန်တော်ဒါ Premier League ရဲ့ Italy ရဲ့ Germany ရဲ့၃၃ league ပြောခဲ့တယ်ပါတော့။နောက် league နောက် video မှာကြာရင် Spain နဲ့ပြင်သစ်လီဂူဝန်ပြောပြပါမယ်။အဲ့တော့ကျွန်တော်နောက် video မှာအားလုံးပြန်လည်တွေ့ဆုံကြပါမယ်။ အဲကျွန်တော်ညနေကျရင်မောင်းနေဝိုင်းရှ်ဘက်ကိုနေအားလုံးအတူတူပြန်လဲတွေ့ဆုံကြပါမယ်နော်အားလုံးအဆုံးထိကြည့်ရှုပေးကြရတဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာရှိတော့ဒီရက်ကလေးဖြစ်ကြပါသည်အားလုံးကိုယ်လက်ပါ